ားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ဖက်ပြခြင်းနဲ့စာအုပ်လေးကတော့တိုင်းဆရာကြီးပါရကိုရေးသားထားတဲ့ကြီးသားနှင့်တာလိကာဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်ကျမကတော့စာဖတ်သူမြလင်းကုန်ဖြစ်ပါတယ်ရှင်ကြီးသားနှင့်တာလိကာရှိအခါကကဘာမြေပြင်ပေါ်၌ပါဏလိပုတ်အမိရှိ ထင်းပေါ်ကြော်ကြားလာသောမျိုးကြီးတစ်မျိုးရှိလေတယ်ထိုမျိုး၌ဝိကမသေးနာအမိရှိ ဘုံတမာကြီးမာသောမင်းသားတစ်ပါးရှိလေတယ်။ထိုမင်းသား၌ကျတရကျန်းကယ်များကိုကျွမ်းကျင်တက်မြောက်သောပညာဉာဏ်ထက်မြတ်တဲ့ကြီးသားတစ်ကောင်ရှိလေတယ်။ထိုကြီးသားသည်ကျင်းစာသင့်ပြီးကြီးသားအဖြစ်မွေးဖွားလာရခြင်းဖြစ်ပြီးသူ၏အမည်မှာဝိန္ဒဆိုလာမနီဟုခေါ်တွင်လေတယ်။မင်းသားသည် ထိုကြီးသား၏ညွှန်ကြားအကြံပေးချက်ဖြင့်တန္တရပပအမည်ရှိသူ အနွယ်တူမကရဘရင်အနွယ်တော်မင်းသမီးတအိုးနဲ့လက်ထက်ထိမြခြင်းပြုခဲ့လေတဲ့ထိုမင်းသမီး၌လည်းအသိပညာနှင့်သဝနဉာဏ်အရာမှာ ထင်ပေါ်ကျော်ကြားလာတဲ့သောမိကအမည်ရှိတာလိကာမတကောင်ရှိလေတဲ့ထိုကြည်သာနဲ့တာလိကာမသည်နှောင်ကြိုက်တစ်ခုအတွင်မှပင် အတူနေပြီသခင်နှင့်သခင်မအားသူတို့၏အသိဉာဏ်ပညာဖြင့်အခုအညီပေးနေကြလေတဲ့ တမေတနာကြေးသားသည်တာလိကာမကိုချစ်ကြိုင်လာပြီလင်တို့နှစ်ယောက်နှောင်ကြိုက်တခုထဲမှာအတူတူစားအတူတူနေရတဲ့အတူတူလင်မယားအဖြစ်ပဲပေါင်းသိနေကြပါစို့လားဟိုလူမျိုးစကားပြောလေတယ်ထိုအခါတာလိကာမကပြန်ပြောလေတယ်ကျွန်တော်အထီးဆိုတဲ့သတ္တဝါများနဲ့အကျဉ်လင်မယားအဖြစ်ပေါင်းသိနေလို့စိတ်မရှိဘူးဘာကြောင့်လဲဆိုရင် အထီးဆိုတဲ့သတ္တဝါများဟာတစ္ဆာမရှိဘူး အင်မတန်မှစိုးဝါရုံပါတယ်။ကြေးသားကလည်းအကြမခံပြန်လှန်ပြောလေတယ်။အထီးဆိုတဲ့သရဝါများစိုးတယ်ဆိုတာမဟုတ်ဘူး။အမှန်ကအမဆိုတဲ့သရဝါများသာစိုးတာရက်စက်တာရင်းတို့အဖြစ်သူကမှန်တယ်ငါကမှားတယ်နဲ့ကြေးသားနဲ့တာလိကာမသည်အငင်းပွားကြလေရာ နောက်ဆုံးသူတို့နှစ်ဦးသည်အကယ်၍ကြေးသားကနိုင်လျင် တာလီကာမကိုမရအဖြစ်သိမ့်ပိုင်မယ်တာလီကာမကနိုင်လျင်ပြေသားကတာလီကာမကိုကြုံခံရမည်ဟု၍နှုတ်သဘောတူကတိထားပြီးမင်းသား၏ရှေ့မှသို့တရားအစုံအပြတ်ခံယူရန်တွားကြလေတယ်ခမဲတော်ဘရင်၏တရခွင်ခမ်းမဆောင်၌ထိုင်နေသည့်မင်းသားကကျေးသားနှင့်တာလီကာမ၏အရှုပ်အရှင်းကိုကြားရသည့်အခါတာလီကာမအား အထီးဆိုတဲ့သရဝါများတစ္ဆာမရှိပုံငါကိုပြောပြစမ်းဟုမေးသည်ဖြစ်၍တာလိကာမကသူ၏အယူအဆကို အခိုင်အမာတင်ပြရန်အလုံးငါယောက်ျားများ၏အပြစ်ကို ဖော်ပြသည့်ပုံဝိထုကိုပြောပြလေတဲ့ရှေ့အခါကကာမန်တကီအမည်ရှိထင်ရှားကြော်ကြသည့်လူတစ်မျိုးရှိလေတဲ့ထိုမျိုး၌ ဗတ္တတတအမည်ရှိတကြွဲတအိုရှိလေတယ်။ထိုတကြွဲ၌တဏတတကောသားတယောက်ရှိတယ်။သူဖခင်ကွယ်လွန်သွားသောအခါတဏတတသည်လေးလွင့်ပျက်စီးလာလေတယ်။အပေါင်းအဖော်လူလေးလူနွေများကြောင့်တဏတတသည် အပျော်အပါးနဲ့အကစားဖက်လာရာ မကြမီပင်ရှိသည့်ပစ္စည်းများပြုတ်ပြုတ်ပြုံးသွားခဲ့လေတယ်။ထိုအခါတဏတတသည် ချို့ချို့တက်တဲ့နေရတီကို ရှက်သဖြင့်သူ့မြို့တွင်မနေတော့ပဲတပြေရချာတော့ထွက်လာခဲ့လေတယ်တပြေရချာတွင်လှဲ့လေသွားလာခြင်းနဲ့ဒန္ဒနပူရာအမည်ရှိနေရတခုတို့ကြောက်သည့်အခါတာလောင်မတ်တိတ်လာသဖြင့်ကုံတဲ့အူဤအိမ်တို့ဝင်ရောက်သွားလေတယ်ကံအားလျော်စွာအိမ်ရှင်ကုံတဲ့သည်ဒနတတာကိုမြင်သည့်အခါရုပ်ရည်တနာကမာရှိသဖြင့်အမျိုးအနွယ်စသည်ကိုမေ့ကြည့်ရာ မျိုးကောင်းဆွေကောင်းတဲ့မှာဖြစ်ကြောင်းသိရှိရသဖြင့်ဧည့်ခံကျွေးမွေးပြီးနောက်အိမ်မှာနေစေပြီးခန်းဝင်ပစ္စည်းအပြည့်စုံနဲ့တကွဒဏ္ဍဋ္ဌကို သူ့ဤသမီးယရနာဝလီနဲ့လက်ထပ်ပေးစားလိုက်လေတယ်ဒဏ္ဍဋ္ဌသည် သူ့ရခမအိမ်၌ပင် သူမယားနှင့်အတူနေထိုင်လာခဲ့လေတယ်ရဲအနှဲငယ်အတော်အတွင်မှာပင်ဒဏ္ဍဋ္ဌသည်ချမ်းချမ်းသာသာနေရသဖြင့် ရခင်ဆင်းရဲဒုက္ခကို မေ့ပြောင်းသွားလေတယ်။ပစ္စည်းဥစ္စာများလက်ဝယ်ရရှိလာသဖြင့်သူ့နေရက်တို့ပြန်ပြီးထိုပစ္စည်းဥစ္စာများဖြင့်သုံးဖြုံးပျော်ပါကစားပြလို့စိတ်ပေါ်ပေါက်လာလေတယ်။သို့ဖြစ်၍လူဝေဒနာတထသည်ရောက်ခမအားသူ့မယားကိုသူနှင့်သူရဲ့ရွာတို့ထဲ့လိုက်ဖို့တောင်းပန်နာချလေတယ်။ချီမကြီးသည်တဝူရီတော်တမိဖြစ်သည်ဖြင့် ခွဲလိုစိမ်မရှိတော့လဲဒဏဒဋ္ဌကအဖန်ဖန်တောင်းမှန်သဖြင့်ခွင့်ပြုလိုက်ရလေတယ်ဒဏဒဋ္ဌသည်ဝိစားတန်စာအပြည့်ဝစ်စင်ထားသည်သူ၏မယားနှင့်တကားအခြားအဖော်မင်းမကြီးတယောက်ကိုပါ ခေါ်ပြီးလျင်တုံးဦးသာထိုနေရာမှထွက်လာခဲ့လေတယ်လန်ခရီတောနှင့်တကူတဲ့သူရောက်သည့်အခါတခိုးဓမြရန်ကြောက်ရသည်ဟုအကြောင်းပြလျက်သူများ၏အဝိတ္တန်စာများကိုဖြုတ်ပြီး တိမ့်ထားလိုက်လေတယ်အပျော်အပါအလောင်းအစာစသောစက်စုပ်ပွဲအခြင်းများစွဲကန်နေသည့်တစ္စပေါ့ယောက်ျားများ၏နှလုံးဟာတန်ပြားကြောက်စောင်းလိုဘလောက်ခိုင်မာသလဲရက်ဆက်သလဲဆိုတာကြည်စမ်းမှာထို့နောက်လူစိုးတနာတထသည် သူ၏မယားအားမယားပိတာပါတော်လဲဥစ္စာကို လိုချင်သည့်လောဘကြောင့်တက်ပြစ်ဖို့စိတ်ပိုင်းဖြတ်လိုက်ပြီလျင် မယားနဲ့အဖော်မိမကြီးအားကြောက်ထဲတွန်ချလာလေတယ်။မိမနှအိုးကို ကိစ္စတုံးကြောက်ထဲတွန်းချလိုက်ပြီးနောက်ဒဏဒထသည် ထိုနေရာမှထွက်ခွာသွားလေတယ်။မိမကြီးသည်ကြောက်ထဲကျပြီးတေဆုံသွားတော်လဲ။ယရနာဝလီကမူကံကောင်းထောက်မှသဖြင့်နှွေတန်းပေါ်မှတင်နေလေတယ်။ယရနာဝလီသည်ကဲပါယူပါဟုငိုကြွေးပြီးလျင်နှွေပေမြက်ပေများကို တွေ့ကပ်ပြီး ကြောက်ကန်းပါထဲမှာတဖြည်းဖြည်းတက်လာခဲ့ရာတေကံမရောက်သေးသဖြင့်အပေါ်သို့ရောက်လာခဲ့လေတယ်ထို့နောက်ကိုလက်အင်ကားများပုံးပယ်နာကျင်တဲ့တဖြင့်တလန်းပီတလန်းမေးပီခက်ခဲရည်ရည်နဲ့လာခဲ့ရာနောက်ဆုံးတွင် သူ၏ဖခင်အိမ်သို့ရောက်လာခဲ့လေတယ်အခြေအနေမှလှပဲရုတ်တရက်တယောက်ထဲပြန်ရောက်လာသည်ကိုတွေ့ရသည့်အတွင် သူ၏မိခင်နှင့်ဖခင်က မျက်လုံးမျက်စံပြူပြီးအကျိုးအကြောင်းကို မေ့ကြည့်ကြလေတယ်။လိမ္မာပနဲ့သည့်အမျိုးသမီးကကြိုက်ကြီးတငယ်နှင့်ငိုရိုပြီးအကြောင်းကို ပြောပြလေတယ်။ကျမတို့လမ်းမှာဓမြအတိုက်ခံရပါတယ်။ကျမယောက်ျားကိုဓမြတွေဖမ်းယူသွားကြပါတယ်။အမေကြီးလည်းအသက်ခံရပါတယ်။ကျမကတော့ကြောက်ထဲကြပြီးအသက်ဘေးကလွတ်သွားပါတယ်။ဓမြတွေထွက်သွားတဲ့အခါခရီးသွားသူတော်ကောင်းတယောက် အဲ့နာဖြက်လာတာနဲ့ကြုံလို့ကျမကိုတွေ့သွားပြီးကြောက်သေးကကဲတင်ပေးတဲ့အတွေ့ကျမဒီကို ပြန်လာရခြင်းဖြစ်ပါတယ်။ရင်းတို့ယရနာဝလီကငုံငိုရေရေနဲ့ပြောပြသည့်အခါမိဘနှအိုးကသူ့ကိုအားပေးချော်မော်ကြလေတယ်။ထို့နောက်ယရနာဝလီသည် သူ့ယောက်ျားကိုသာလျှင်ဝမ်းစော့တတ၍နေလေတယ်။သူ့ရဲ့သူ့ရွာသို့ပြန်သွားတော့ယရနာဝလီ၏ ယောက်ျားတဏ္ဍထထားသည်ပါလာသည့်ပစ္စည်းဥစ္စာများကိုအလောင်းအစာကစားပစ်လိုက်ရာမကြမီပြောင်းသွားသည်ဖြစ်၍ငါရောက်မှအိမ်ကိုပြန်သွားပြီးမိမကိုအိမ်မှာထားခဲ့တယ်လို့ပြောပြီးပစ္စည်းဥစ္စာများကို တောင်းရကောင်းပြီဟုအကြံဖြစ်ပေါ်လာလေတယ်။ယင်းသို့အကြံဖြစ်ပေါ်လာသည့်အလျောက်သူရောက်မှအိမ်ရှိရာသို့ထွက်လာခဲ့ရာအိမ်အနီးသို့ရောက်သွားသောအခါ သူ့မိရသည် ခက်လန်းလန်းကပင် သူ့ကိုမြင်သည်ဖြစ်၍သူ့ယောက်ျားရှိရာသို့ပြေးလာပြီသူ့အပေါ်မှာဘလောက်ပင်ရက်ဆက်ထားသူပင်ဖြစ်စေကားမူချက်တော့ကိုလှမ်းဖက်လိုက်လေတယ်ယောက်ျားကဘလောက်ပင်စိုးသွမ်းနေစေကားမူမရားလိမ်မာသည်လင့်အပေါ်၌ထားသည့်သဘောထားကိုပြောင်းလဲမရှိပေဒနာတတထိတ်ထိတ်ပြပြဖြစ်နေသည်ကိုတွေ့ရ၍ယေဒနာဝလီက သူသူမိပါများအားယခင်ကတော်တယ်လို့ကြည်ပြောထားသည် ဆိုသည့်အကြောင်းကို ပြောပြလေတယ်။ဤတွင်မှဒနာတထသည် သူရောက်ကမအိမ်ထဲကိုစိတ်ချလက်ချဝင်ရဲပြီတော့တယ်။သူရောက်ကမကသူ့ကိုတွေ့ရသည့်အခါဝမ်းသာအားရစီးကြိုနှုတ်ဆဲလေတယ်။ထို့နောက်ရောက်ကမကြီးသည်မိတ်ဆွေတင်ကားများကိုခေါ်ပြီးသူတမဲပြန်လာသည့်အထိတ်အမှန်ဖြင့် ျော်ဝဲစားတော့ကြလေတယ်။ကျွန်ုပ်တမဲဓမြလက်ထက်ကအသက်မသေးပဲပြန်လာတာအင်မတန်ဝမ်းသာစရာကောင်းတယ်။ဒနတတားရဲ့ရောက်ခမာကရင်းတို့မိတ်ဆွေများအားပြောပြလေတယ်။ထို့နောက်ဒနတတားသည်သူ့၏မယားနှင့်အတူ သူ့ရောက်ခမာပစ္စည်းများကို သုံးဆောင်ခန်းစားရင်းနဲ့ပျော်ရွှင်ချမ်းမြေ့စွာနေထိုင်လာခဲ့ကြလေတယ်။တို့ရတွင်သက်ဆုပ်ဖွယ်ကောင်းလိုက်ပုံမှာ တညာသောအခါ၌ရက်စက်ကြမ်းကြုတ်လာတဲ့ယောက်ျားကဘလို့လှုပ်လိုက်တယ်ဆိုတာကိုတော့ဖြစ်ပြောရမှာစက်ဖွဲကောင်းလာတော့လဲပြောပြရပေတော့မယ်ဒနာတထသည် သူ၏ရင်ခွင်ထဲတွင် အိပ်ပျော်နေသည်သူ၏မယားကိုတတ်ပြီးလက်ဝဲလက်စားများကို ချွတ်ယိုလျက်သူ့ရက်ရွာသို့ရုပ်ဖြောက်ပြီးထွက်ပြေးလေတယ်အထီးဆိုသည့်တရဝများဟာထိုးမြလောက်ပင် စိုးတွမ်းကြပါတယ်။ဟုတ်ကဲ့ပါရှင်။တိုင်းဆရာကြီးပါရဂိုရေးသားထားတဲ့ကျေးသားနှင့်တာလိကဆိုတဲ့ဝတ္ထုတို့လေးကဒီနေရာလေးမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်။နားဆင်သူအားလုံးစိတ်ချမ်းသာခြင်း၊ကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်။